မယုံနိုင်စရာကစားသမားထက်ရအလဲထက်လှုပ်သွားဖို့ရှိလာနိုင်တယ် United နဲ့ Real Manchester United နဲ့ Real Madrid အသင်းတို့ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ club နှစ်ခုစလုံးအတွက်အလုံးမင်းအကျိုးဖြစ်ထွန်းစေနိုင်ပေအံ့အားသင့်စရာကစားသမားချင်းအလဲလဲစားကြုပ်တစ်ခုကိုပြုလုပ်ဖို့လာလာရှိနေပါတယ်လူရသည်အပြောင်းအရွှေ့ပြီးလို့ဆယ်ဘက်ကန်သာရှိသေးပေမယ့်လီဂကစားသမားတို့သလုံးဟာပုံမှန်ပွဲထွက်ခွင့်မရလို့စိတ်ပြတ်နေရကြောင်းဒီလိုမမျှော်လင့်ထားတဲ့အလဲလဲဖြစ်လာနိုင်ပါတယ် United ဘက်ကနီပြရိုဘင်အမိုရီယာလူရသည်မှာတက်စစ်ကိုအားဖြည့်ပြီးရင်နောက်ကွင်းလေကိုဥတီနေပြီး Real Madrid ရဲ့အလားလာရှိတဲ့ Brazil လူငယ်တက်စစ်မှု အန်ဒရီကိုထိဆုံးပြစ်မှတ်ထားနေပါတယ်။အန်ဒရီဟာစပိန်မြန်မာပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရပါတယ်။ဒီအတွက်ယူနိုက်တက်ဟာသူတို့အသင်းမှာပွဲထုတ်ခွင့်ရဖို့ခက်ခဲနေတဲ့အင်္ဂလန်ကွင်းလယ်လူကိုဘီမိုင်နူးကိုအန်ဒရီနဲ့အလေးလေးစာချုပ်ထဲမှာထည့်သွင်းကမ်းလှမ်းဖို့စဉ်းစားနေပါတယ်။သိဝင်စားစရာကောင်းတဲ့ကမိုင်နူးကိုရီယယ်မက်ထရစ်ကလည်းနေရာဒီကလေးကစောင့်ကြည့်နေတာကြောင့်ဒီရောင်းဝယ်ရကလန်တစ်ခုစလုံးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာပါ။သို့တော်လည်းဒီအလေးလေးကယာဒီအကုန်ထိသာခေတ္တငါးစာချုပ်ဖြစ်ဖို့ပိုသေးကြနေပါတယ်။အန်ဒရီဂရန်ကလည်းလာမယ့်2026ကောပပလာအတွက်ဘရာဇီးလျမှာပါဝင်နေဖို့ဇန်နဝါရီမှာအငှားထုတ်ဖို့စမ်းသပ်ပြင်းပြနေပါတယ် ဒီလိုဖြစ်နိုင်ရင်နေရှိနေပေမဲ့တဖက်မှာလေ Real Madrid နေပြစားပြီးအလွန်ဆိုကတော့ Andre ကိုအငှားချဖို့အချိန်နဲ့မရောက်သေးကြောင်းနဲ့သူတိုက်စစ်ကစားသမားတွေအမြဲတမ်းရှိနေဖို့လိုကြောင်းပြောကြားထားတာကြောင့်ဒီမယုံနိုင်စရာအလဲတက်ဟာဖြစ်မြောက်ဖို့အတွက်အခက်အခဲချို့ရှိနေစေဖြစ်ပါလိမ့်မယ်။ United နီးပြ Ruby Amorin ဟာကွင်းလေကိုအာရုံစိုက်နေတဲ့အတွက် Kobe Mainu ကိုအသုံးမပြုဘဲ Andre ကိုအရေးကြီးရှိတဲ့လူငယ်တိုက်စစ်မှုခေတ္တခေါ်ယူနိုင်လာကအတင်းတိုက်စစ်ပိုင်းကိုပုံပုံပြောင်းလဲနိုင်စွမ်းနဲ့အရှိန်ဟုန်ဖြစ်ပေးနိုင်ပါလိမ့်။ဒါပြင်ရာသီဘက်မှာတိုက်စစ်ပိုင်းကိုချင်းချင်းအားပြဖို့လိုနေရင် အန်ဒရီရဲ့ပါဝင်မှုကကြီးမားတဲ့တက်ရောက်မှုရှိပါတယ်။မိုင်းနိုကလက်ရှိမှာပုံမှန်ပွဲထွက်ခွင့်မရဘဲနဲ့ရုန်းကန်နေရပါတယ်။သူ့ကိုခေတ္တငားချလိုက်ခြင်းဖြင့်ကစားသမားရဲ့ယုံကြည်မှုနဲ့ပုံစံကောင်းကိုပြန်လည်ရရှိဖို့အတွက်တခြားထိပ်တန်းလေးတစ်ခုမှပွဲထွက်ကစားခွင့်ပေးနိုင်မှာဖြစ်ပါတယ်။ရီယယ်လိုကလပ်ကြီးမှကစားခွင့်ရမယ်ဆိုရင်သူ့ရဲ့အတွေ့အကြုံခြေစွမ်းနဲ့ဈေးကွက်တန်ဖိုးကရာသီကုန်မှာပုံပုံမြင့်တက်လာနေပါတယ်။ရီယယ်တို့ဘက်မှလည်းအန်ဒရီဟာလက်ရှိမှာတော့ပုံမှန်ပွဲထွက်ခွင့်မရလို့စိတ်ပြတ်နေပြီးသူ့ကိုအငားချလိုက်ခြင်းဖြင့်ကစားသမားရဲ့စံနာကိုဖြည့်ဆည်းပေးလိုက်တယ်လို့အသင်းတွေမှာပိုရှယ်နေတဲ့တိုက်ဆက်ပိုင်းပြန်ဆိုင်မှုကိုလည်းယာယီလျှော့ချနိုင်မှာဖြစ်ပါတယ်။ ဆိုတော့ဒီအလဲလဲစာချုပ်ကပုံမှန်ကစားခွင့်မရတဲ့လူငယ်ကစားသမား၂ဦးကိုကလပ်နှစ်ခုစလုံးကအပြန်လည်လိုအပ်တဲ့နေရာမှာအသုံးပြုခွင့်ပေးပြီးသူတို့ရဲ့ခြေစွမ်းကိုပြန်လည်မြှင့်တင်ပေးနိုင်မယ့်အကျိုးမြတ်ရှိတဲ့အခြေအနေတစ်ခုဖြစ်လာတယ်မှာလေး